နိုင်ငံတနိုင်ငံနဲ့တနိုင်ငံမှာတော့တိုးတက်မှုချင်းတွေကလည်းမတူညီကြသလိုရင်းမြစ်သဘာဝနဲ့ယဉ်ကျေးမှုတွေကလည်းကွဲပြားလို့နေပါတယ်ဒါကြောင့်ကျမတို့မြန်မာနိုင်ငံမှာလည်းကိုဝိုင်းရင်ချင်းမှုကိုဝိုင်းဟန်နဲ့ရက်တီလိုနေကြတာဟာတမိုင်းတွေကတက်သေးပဲဖြစ်ပါတယ်။ အဲ့ဒီလိုရက်တည်နေထိုင်ကြတဲ့ဒေသခံပြည်သူလူထုတွေများစွာရှိတဲ့အထက်ကမှာ AR တိုင်းဒေသကြီးဗန္ဒနာမျိုးဟာဆိုရင်လည်းဘီယိုဖလာလုပ်ငန်းတွေကိုဒီကနေ့တိုင်းလုပ်ကိုင်နေကြတာလည်းဖြစ်ပါတယ်။ဒီဒေသခံတွေရဲ့စီးပွားရေးတစ်ခုဖြစ်တဲ့ပြည်မျိုးပြရဲ့လုပ်ချင်အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။ တင်မျိုးပြားဟာမြမတို့ရဲ့ရိုးရာပွဲတော်တွေဖြစ်တဲ့အလူပွဲမင်္ဂလာပွဲတွေမှာမပါမဖြစ်တဲ့ရိုးရာသုံးဆောင်ပစ္စည်းဖြစ်တယ်လို့မြမနိုင်ငံရဲ့ရန်သေးဥတုရင်ချင်းမှုဒလေထုံးစံနေတဲ့လဲလောညီထွေလာတဲ့အသုံးဆောင်ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ဒီတင်မျိုးပြားရလုပ်ခြင်းလုပ်ငန်းဟာမီးဥဖလာလုပ်ငန်းတစ်ခုဖြစ်တယ်လို့ဒေသခံပြည်သူလူထုတွေရဲ့အကြီးအကဲစီးပွားရေးတစ်ခုလည်းဖြစ်ပါတယ်။ ်တင်ပြပြလုပ်ငန်းဟာမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာများသောအားဖြင့်လုပ်ကြကြတာဖြစ်ပြီးရင်းရှိစီးပွားရေးတခုလည်းဖြစ်ပါတယ်။တင်ပြပြကိုရုံးလုပ်တော့မယ်ဆိုရင်တော့ပထမဆုံးအနေနဲ့တင်ပင်တွေကိုခေါ်ယူကြရတယ်ဖြစ်ပါတယ်။ဒီတင်ပင်တွေဟာကောက်ပဲသီးနှံတွေလိုတက်တန်းကိုရောအပင်မျိုးမဟုတ်ပဲ၃လနှစ်ကြာမှခေါ်ယူရတဲ့အပင်မျိုးစားဖြစ်ပါတယ်။ဒီသင်္ဘင်တွေကိုစိုက်ပျိုးသူတွေဖို့အကျိုးခံစားရရှိစေရန်ဆောင်းဆိုင်ချိန်ကြာမြင့်ပေမဲ့လည်းနှစ်စဉ်မပြတ်သားစဉ်မြင့်ဆက်အထိ အကျိုးရရှိစေမယ့်အပင်မျိုးလေးဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီသင်္ဘင်လေးတွေဟာငပြောပင်လိုအပင်ပွားတွေထွက်ရှိလာခြင်းကြောင့်လည်းဖြစ်ပါတယ်။ဟုတ်ပြီဆိုရင်တော့သူပြန်ပေါက်တာပဲချမ်းအနေနဲ့လေပြန်ပြီးပေါက်တယ်သူအဲ့ကျွန်တော်ကအဲ့သင်ပေါက်တဲ့သင်ပေါ်မှာဟိုကိုင်းမင်ကျူပင်ပေါင်းမင်ပေါ့ပေါင်းမင်ခေါ်တာပေါ့ပေါင်းမင်တွေကိုကျွန်တော် မလိုတဲ့ဟာတွေကိုဖယ်ပြရတယ်ခုတ်ပြရတယ်ခုတ်ပြီးပေါင်းရှင်းပြရတယ်အဲ့လိုမျိုးတနေ့ကို2ကြိမ်လုပ်ရတယ်တနေ့ကို2ကြိမ်ဆို3သိဆို6ကြိမ်လုပ်ရတယ်6ကြိမ်ဒါကိုပေါင်းရှင်းပြရတယ်ပေါ့အဲ့လိုပေါင်းရှင်းမှာပဲသင်ကျန်တစ်ခုကကောင်းအောင်မဖြစ်တာလားပေါ့အဲကျွန်တော်တို့ဒီဘန်းတော်မြို့နယ်ကနေနေရတော့မီယိုဖလာလုပ်ငန်းပဲပေါ့ဒီသင်လုပ်ငန်းတော့လေကျွန်တော်တို့အရှိရလေဟိုလူကြီးတွေလုပ်လာတယ်ကျွန်တော်တို့ကလက်ဆင့်ခံဒီမီယိုဖလာလုပ်ကိုဆက်လုပ်နေတာတနေ့ကိုကျွန်တော်တို့အခွဲ800ခွန်ရတော့ခုတ်ပါတယ်သင်ဆိုရှင်သင်သင်မရည်ဆိုရင် 2000ခွဲလောက်ထိကျွန်တော်တို့ခုတ်တယ်ကျွန်တော်တို့တနိုင်ပေါ့ကျွန်တော်တို့တူတဲ့လုတ်တဲ့အလုပ်ပေါ့တော့ဒါဂျာမျိုးတွေကမျိုးပေါ်မှာဆိုဦး20တော့ရှိပါတယ်ဒီဘန်းတော်မျိုးမှာတင်ကျူပြရရလုံချင်တော့ငါဟာလက်မှုပညာရဲ့တစ်ခုဖြစ်ပြီးမိသားစုများစွာရဲ့ဝိုင်းရင်းကိုထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ် တင်မျိုးပြရက်လုံချင်းဆင်းဆင်းရှိသလိုတင်မင်ကနေပြီးရောင်းတန်းဝင်တဲ့အထိကိုအဆင်များစွာလုပ်ကိုင်ကြရပါတယ်။ဂျာရီကိုလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ကြမ်းကျင်မှုတွေအရတင်ကြံလုပ်ငန်းနဲ့တင်ခုတ်ပြီးကုန်ကြမ်းထုတ်သူကထုတ်ရရှိလာတဲ့ကုန်ကြမ်းတွေကိုဖြားချောင်းရက်လုံသူကရက်လုံအချောကိုပဲထပ်ဆင်မောမှန်ပြီးရောင်းချတဲ့အထိပြုလုပ်သူကလုပ်နေအဆင်ဆင်လုပ်ကြရတာလည်းဖြစ်ပါတယ်။ပြန်ထုတ်တာတော့ကျွန်တော်တို့ ကနေဦးစွာတော့ကျွန်တော်တို့တင်ညာဝယ်ရတယ်ပေါ့ရှားဝယ်ရတယ်ပေါ့ဟိုကိုတနစ်စာခုံးမဲ့အကွက်ရည်ပြီအောင်လို့ပေါ့ဝယ်ရတယ်ဝယ်ပြီးသွားရဆိုရှင်ညောဒီအလုပ်သမားတွေနဲ့ချိတ်ဆက်ပြီးလို့ဒီဒါတင်ညာတချံပြီးတချံပေါ့တချံပြီးတချံခုတ်တယ်ခုတ်ပြီးတော့တိုင်းရတယ်တိုင်းတော့တိုင်းရတယ်ပေါ့ပြင်လို့လေဟိုအတူဝါနေဟိုအရှိန်ကြီးဒီအိမ်ဆိုင်မျိုးရှိတယ်ပေါ့ဒီတက်ကနေဟို6000လေးပေါ့အဲ့ဒါကိုတိုင်းထွားပြီးလို့ရှင်ဒီတင်မဟိုတိုင်းပြီးရဆိုဖြတ်ဖြတ်ပြီးရဆိုရှင်ဒီတင်ကိုပြန်ပြီးတော့အချံခွဲ ဖွဲ့ပြီးတော့မှအမဖွဲ့ပြီးတော့မှဒီကန်ယူလက်ထဲကိုရောက်အောင်ပို့ရပါမယ်တင်ကုန်ချင်းလုပ်ငန်းမှာကိုယ်တိုင်စိုက်ပျိုးခွင့်ကိုကြားတဲ့သူတွေရှိသလိုတင်ကြံကိုဝယ်ယူပြီးတရှင်းခုတ်ကြသူတွေလည်းရှိပါတယ်တင်ကုန်ချင်းဟာပွင့်လင်းရသည်ဖြစ်တဲ့မိုးကုံနဲ့ကာလတွေမှာများသောအားဖြင့်ခွင့်ယူကြပြီး မိသားစုလိုက်အဖွဲ့လိုက်ယာယီတဲတွေထုတ်ပြီးကြွတော်တပါခုတ်ကြပါတယ်။တင်ခုတ်သူတွေဟာသူတို့မိသားစုရဲ့ဝမ်းရည်ဖြစ်တဲ့အတွက်အလုပ်ပေါ်စေတနာထားလုပ်ကင်ကြသလိုကျွမ်းကျင်မှုတွေလည်းရှိကြပါတယ်။ပထမဆုံးအနေနဲ့သင်္ဘင်းလေးကိုခုတ်ပြီးအပေါ်ပိုင်းမှာရှိတဲ့အရွက်နယ်အဖျားကိုဖြတ်ကြရပါတယ်။နောက်ပြီးခုတ်လို့ရရှိလာတဲ့သင်္ဘင်းကို အတူရှိတိုင်းပြီးခွဲပေးရပါတယ်ဒီလိုတိုင်းထားတဲ့နေရာမှာလဲ2000-2000ထွား3000-3000ထွားနေပြီး6000အထိအမျိုးမျိုးခွဲပေးကြရပါတယ်ပြန်တော့ဒီလိုတိုင်းတာဗီတာတင်တွေကိုတင်ထုတ်ဖို့အတွက် ထိပ်ပိုင်းတွေကိုခုတ်ဖြတ်ပေးရပါတယ်တင်ထိုးတယ်ဆိုတာကတော့တင်မင်းတွေကိုထက်ချမ်းခွဲပြီးတင်မဖွဲဖို့အတွက်ဖြစ်ပါတယ်။တင်ထိုးခြင်းကတင်ခွဲခြင်းလောက်ကြာမှလည်းသူတို့တွေရဲ့ကြွမ်းကျင်မှုကြောင့်မျိုးဆန်လာတယ်လို့ကြီးလိုပင်ကောင်းနေပါသေးတယ်။ဒီတင်ခွဲခြင်းလုပ်ငန်းပြီးပြီဆိုရင်တော့တင်မဖွဲကြရပြန်ပါမယ်။တင်မဖွဲတယ်ဆိုတာကတော့ ဒေတာအကောင်အပင်900ပါတဲ့တင်စည်းကိုပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ဒီလိုရှိပြီးပြီဆိုရင်တော့သင်ပြရဲလို့သူတွေလက်ထဲကို ရောက်ရှိအောင်ရောင်းချရန်အသင့်ဖြစ်နေပြီပဲဖြစ်ပါတယ်။ဒီမှာလုပ်ငန်းလုပ်ကင်ကြသူတွေဟာကိုင်းချုံမီကျွန်းကိုင်းမီဆိုသလိုပဲအလုပ်ရှင်အလုပ်သမားအပြန်အလှန်စည်နာထားလုပ်ကင်နေကြတာကိုလည်းတွေ့ခဲ့ရပါတယ်။ ငိုနေမဲ့ကြောက်ရှင်ဒါဟိုအလုံးမလုံးချင်းအချိန်မှာကြိုတင်သူတို့ပေါ့သူတို့လိုအပ်တာတွေကိုကျွန်တော်ဘက်ကထုတ်ပေးထားပါတယ်ငွေရေးကြေးကိုလေထုတ်ပေးထားပြီးတော့ပြန်လုပ်ငန်းလုပ်ချိန်မှာရောက်လာပြီးတင်တင်ညာလုပ်ငန်းကိုလုပ်ပြီဆိုရင်ကျွန်တော်တို့ကသူတို့ရဲ့အထွေထွေစားစရိတ်ပေါ့စားစရိတ်ဆေးဝါးအကုန်လုံးသူတို့ရဲ့ဟိုလူမှုကိစ္စအကုန်လုံးပေါ့ကျွန်တော်တို့ဘက်ကရောဒါဖြည့်ဆည်းပေးရတယ်ပေါ့အတင်ညာလုပ်ငန်းပြီးဆုံးတဲ့စတဲ့အချိန်အားလေးပြီးဆုံးတဲ့အချိန်ကြီးကိုသူတို့ရဲ့လောက်ကကြတော့ကျွန်တော်တို့ဒီတနေ့လုံးလုပ်သွားတဲ့ တင်မကြီးအမေအရေးအတွက်မှာကျွန်တော်မှတ်ထားတယ်မှတ်ထားပြီးလို့ရှိရင်ကျွန်တော်တို့တင်လုပ်ငန်းပြီးဆုံးတဲ့အချိန်ကျရင်ဟိုအကုန်လုံးစင်ရင်ပေါင်တွက်ပြီးတော့မှဟိုရရနဲ့ရငွေနဲ့ဟိုယူငွေနဲ့ရငွေနဲ့ကျွန်တော်ရှင်းတယ်ရှင်းပြီးလို့ရှိရင်နောက်ငွေကြိုးပြန်ပြီးသူတို့ပြန်ပြီးထုတ်ပေးရပါတယ်ဒီသင်္ဘင်တွေကိုခုတ်ယူပြီးရင်တော့သင်္ဖြာရက်လုပ်ဖို့အတွက် အချောလောက်ကင်သူတွေကလည်းအစင်စင်ပြုလုပ်ကြရပါတယ်ကျွန်တော်တို့ကအခုအခုလာဆိုရင်လူ17လပိုင်းလောက်ရတယ်တင်ကြန်စခုတ်ကြတော့နော်17လပိုင်းလောက်နေတော့တင်ကြန်တင်ကြန်တွေခုတ်ကြတယ်အဲထွက်လာတဲ့အတင်ကုံညမ်းတွေရောအကုန်ဖြာကင်တဲ့အစင်စင်ကျွန်တော်တို့ဆောင်ရွက်ကြတယ်အဲဒီကနေပြီးတော့ဆောင်ရွက်လာပြီးတော့ဟိုကျွန်တော်တို့က6လလောက်ကျွန်တော်တို့ကအာနွေရည်လုပ်ငန်းအဖြစ်ကျွန်တော်ကဆောင်ရွက်တယ်အခုသင်ကိုပထမဦးဆုံးစိတ်တယ်နေမတွေကိုစိတ်မယ်စိတ်ပြီးလို့ရှိလို့ရှိရင်နေလမ်းရပါတယ် နေလန်းနဲ့နေကိုချအောင်လန်းပြီးတော့မှနေကိုကန့်မစိမ့်နေစိမ့်ပြီးလို့ရှိလို့ရှိရင်နေကိုပြန်ပြီးတော့ဆယ်ပြီးတော့ငင်တဲ့ဇီကိုငင်ခိုင်းရပါတယ်ငင်တဲ့လူကိုငင်ခိုင်းတယ်ငင်ပြီးတာနဲ့နေကြောက်ပြန်လန်းရတယ်အကုန်လုံးနှီးဖြစ်တယ်ပေါ့နော်ငင်ပြီးတယ်ဆိုလို့ရှိရင်နှီးတွေဖြစ်တယ်နှီးအစင်းစင်းဖြစ်ပြီးလို့ရှိရင်နေလန်းနေနေလန်းပြီးတော့မှအစင်းစင်းအပြအလိုမျိုးအပွင့်လေးတွေအလိုမျိုးကာလာလေးတွေလောက်ရတယ်ပိန်လေအပိန်အောက်ပိန်လောက်ရတယ်အပေါ်ရဲ့အောက်ရဲ့နှစ်ခုပေါ့နော်အဲ့လိုမျိုး ဖြာဖြစ်အောင်လုပ်ရတယ်အရင်ကူးရတယ်ကူးပြီးလို့ရှိရင်ရက်တယ်ရက်ရတယ်ရက်ပြီးလို့ရှိရင်တော့ဖြာဖြစ်သွားတာပေါ့နော်ပထမဆင်းနေတဲ့တော့တင်းမင်းတွေကိုတင်းထိုးတင်းရှိဆိုပြီးအမျိုးစားခွဲကအကြီးငယ်လိုက်ဥတိုင်းကိုခြံပြီး၃ချမ်းမှ၅ချမ်းအထိတင်းလုံးကိုအဖျားမှရင်းတီဓာပြင်ခွဲပေးရပါတယ်။ဒီလိုပြုလုပ်တာကိုတော့တင်းခွဲတယ်လို့ခေါ်ကြပါတယ်။

လမ်းတဲ့အခါမှာလဲချောင်းမီလမ်းချင်းနဲ့ရိုးရိုးလမ်းချင်းဆိုပြီးနှမျိုးရှိပြီးတော့ရက်လုံရန်အသင့်ဖြစ်စေဖို့၃ရက်လောက်အထက်ထက်လမ်းပေးရတာလည်းဖြစ်ပါတယ်။စိတ်ပြည့်ဆိုရင်နေမိအောင်လမ်းတကယ်လို့နေမမိဘဲနဲ့ဆိုရင် तू ကသင်ကအဝါဝါပြီးအရှောင်ပြတ်သွားတတ်တယ်။ဒါလေးရတယ်ဒိမ့်နေရတခုပေါ့နော်။နောက်ပြီးတော့ကျွန်တော်တို့သင်လမ်းတဲ့အခါမှာလည်းဒီသင်ကိုအားလုံးအကုန်၆အောင်လမ်း တကယ်လို့မချောက်ခဲ့ဘူးဆိုရင်အဲသင်ကသူကနှီးပြန်လှုပ်တဲ့ခါကျတော့ကျွန်တော်တို့ကဟိုပြည့်ပြည့်စုံစုံပြည့်ပြည့်ဝါပြန်မရဘူးကပြတ်ထွက်ပါပဲအဲလိုမျိုးလေးတွေအဲလိုလေးတွေတော့ထိန်းသိမ်းရတယ်သင်စိမ်းတွေကနေအချောက်လန်းပြီးလို့အညိုရောင်တန်းလာပြီဆိုရင်တော့ရက်လှုပ်ဖို့အတွက်အသင့်ဖြစ်ပါပြီဒီသင်ချောက်တွေကိုတခါတည်းရက်လှုပ်ကြတာရှိသလိုမိုးရသည့်လုပ်ငန်းမပြတ်စေဖို့အတွက်ကိုလည်းတူလောင်ထားကြရပါသေးတယ်ကျွန်တော်တို့ကနေရာသည့်ဂိုင်မို့ ေသင်ဖြားလုံးကလုပ်ဖို့သင်ကိုသင်စိမ်းသင်စိမ်းအဖြစ်နဲ့ပညာနဲ့ကခုတ်ပြီးတော့သင်စိမ်းချတယ်ပေါ့သင်စိမ်းရနေပြီးတော့ဒီဥစ္စာအောင်လို့ရသည်6လမှာကျွန်တော်တို့ကဖြားပြအောင်လုပ်ပြီးတော့ကုံညာကုံရောထုတ်လို့တယ်ပေါ့အဲမိုးရည်ကျွန်တော်တို့သင်ညာခုတ်လို့မရတော့တဲ့အချိန်နောက်ဖြားသင်နေပါလေလမ်းတော့မရတော့တဲ့အချိန်တွေကိုကျွန်တော်တို့ကဟိုတော်နေနဲ့သင်ကြောက်ကိုလောင်ရတယ်အဲ့လောင်ပြီးတော့မှအဲ့တင်ကြောက်ကိုပြန်ဝယ်ပြီးတော့ခြံရတာပေါ့။ဟောဖြာလောက်ကြတာပေါ့ တင်ပြပြရက်လုတ်ဖို့အတွက်တင်ချောက်တွေကိုရရှိလာပြီဆိုရင်တော့စတင်ရက်လုတ်ကြပါပြီ။နေလန်းပြီးသားတင်ချောက်ကိုရက်လုတ်ဖို့အနည်းတော့ပြန်ရအောင်လို့ရင်းနဲ့တညစိန်ပေးထားပါရစေ။ဘာဖြစ်လို့လဲဆိုတော့ရက်လုတ်တဲ့နေရာမှာတင်နေကျိုးထွက်မသွားအောင်အတွက်ဖြစ်ပါတယ်။ပြင်ပြီးပြီဆိုရင်တော့ အတွင်းကဥသားကိုထက်ပြီးခွာထုတ်ရပါတယ်။ဒီအတွင်းဥသားကတော့ဖြာရဲ့အောက်ခံအကျန်းအတွက်ဖြစ်ပြီးအပေါ်ချောသားကတော့ဖြာရဲ့အလားပတ်ထားရန်အတွက်သုံးကြပါတယ်။ဒီလိုအဆင့်နေပြီးပြီဆိုရင်တော့စတင်ရက်လောက်ကြပါပြီ။ရက်လုံတဲ့အခါမှာလဲပထမအဆင့်အခြေခံရက်လုံနည်းဖြစ်တဲ့နှစ်ပင်ကျော်နှစ်ပင်ချပြီးဖြာကူးပေါ်အစပေါ်ခြင်းကိုစတင်ကြရပါတယ်။ တင်ပြပြရက်လုတ်ချင်းမှာဒေတာလိုက်နည်းမျိုးမျိုးရှိကြသလိုသူတို့ဒေတာသူတို့ရက်လုတ်နည်းတွေနဲ့ရက်လုတ်ကြပါတယ်ကြပြင်တင်မျိုးပြရဲလုတ်တဲ့အခါမှာမျက်စိပသာတာဖြစ်စေဖို့အတွက်အယောင်ထက်ရဲလုတ်တဲ့အခါမှာတော့တင်ကိုလေးပင်ကျော်နှစ်ပင်ကောက်ချင်း ရွံ့ရွံ့ရက်လောက်တဲ့အခါမှာတော့ရှစ်ပင်ကျော်လေးပင်ကောင်းကြီးတွေနဲ့ဒီဇိုင်းပေါ်မူတည်ပြီးရက်လောက်ကြရတာလည်းဖြစ်ပါတယ်။ဒီလိုရက်လောက်ရမှာတင်းနေကွဲမထွက်သွားစေဖို့အတွက်လည်းတင်းကိုရေနှင်းငယ်ဆွပြီးရက်လောက်ကြရပါတယ်။ပင်လေးပြရဲ့လုံချင်းကမိသားစုအိမ်တွင်းလက်မှုလုပ်ငန်းဖြစ်သလို ဒီမှာရှိတဲ့မိသားစုတွေအတွက်တော့အိုးမကွာအိမ်မကွာပဲဝင်ငွေရရှိစေတဲ့လုပ်ငန်းလေးဖြစ်ပါတယ်ကျွန်တော်တို့အတင်းပြူးပူးတဲ့လူတယောက်ကဒီနေ့ကိုသူက4000လောက်ပြင်ပို့မရဘူးဗျ။ကျွန်တော်တို့ဒီနေ့ဒီနေ့ကအလုံသမားဆန်နှုံးနေဆိုတော့မပြည့်မိဘူးပေါ့နော်။အဲ့ဒါကိုလည်းကျွန်တော်တို့ကဒေတာအတွက်ကို လုပ်ငန်းတွေကတိုးမြင့်ပြီးတော့လုပ်ကင်နိုင်မှသူတို့ရဲ့ဝင်ွေတွေကတိုးမြင့်ပြီးရပါမယ်အဲ့ဒါလည်းကျွန်တော်တို့ပုဂ္ဂလိကလုပ်ငန်းရှင်တွေကဟိုလက်လန်းမမီနိုင်ဘူးပေါ့နော်ဒါတို့လည်းအစိုးရတွေကတွေပတ်မှုပေးနိုင်မှကျွန်တော်တို့ပုဂ္ဂလိကလုပ်ငန်းရှင်တွေကဟိုဖြည့်စည်ပြီးဆောင်ရွက်နိုင်ပါမယ်အသေးုံတေးုံဆိုရင်အနည်းဆုံးအလုပ်သမား10ယောက်15ယောက်လို့အနည်းဆုံးရှိတာဒီ10ယောက်15ယောက်ရဲ့ဘဝအကုန်လုံးကဒီသင်ယုံမှာပဲသူတို့ကဟိုကြီးပြင်းခဲ့ကြတာပေါ့နော်အဲအဲ့ဒီပုံမှာကျွန်တော်တို့က ပင်ယုံပါရှင်ရောဖြာသေးဝက်ကောကောင်းမှကျွန်တော်တို့ကဒါသူတို့ဖြစ်စီပေးနိုင်မှာပေါ့ကျော်ပါတယ်ဒီဟာလေးလောက်ရတာဝါသနာလည်းပါတယ်ကိုရဲ့ကိုထေသားကလည်းဒီအလုပ်ပဲရှိတာတော်တော်လေးဒီအလုပ်နဲ့ပဲပျော်မှုရတာပေါ့ဟိုအိမ်မှာလည်းဟိုဟိုအိမ်စိတ်တော့ရတာပေါ့နော်အဲ့လိုမျိုးဖြာလုပ်ငန်းနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုခဲ့တာ သူတို့တွေရက်လုပ်ပြီးရင်တော့ဖျာကျော်တွေကိုရရှိလာပြီးပဲဖြစ်ပါတယ်။ဒီလိုရလဒ်သူလုပ်ငန်းစုတွေကနေရရှိလာတဲ့ဖြာကျော်တွေကိုနောက်ထပ်ရောင်းတန်းဝင်အောင်အနာကော့ဖြာချုပ်ပြီးသုံးဆွဲသူလက်ထဲကိုအရောက်ပို့ပေးသူတွေကလည်းထက်မှန်မွမ်းမံကြရပါသေးတယ်။ဒီလုပ်ငန်းမှာလည်းအဆင်ပြေရှိပြီးတော့ရိုးရိုးဖြာကျော်တွေအတွက်ကိုဖြာရဲ့အနားစာတွေကိုမျက်ပြီးချုပ်ပေးရတယ်လို့ဂရီဘာအနာကော့ဖြာအတွက်ကိုလည်းထက်မှန်ပြီးချုပ်ပေးကြရပါသေးတယ်။ ဒီပန်းတူတော်မျိုးလေးရဲ့ဖြာလုပ်ငန်းမှာတော့မိန်းကလေးအများစုကလုပ်ကင်ကြရတာဖြစ်တယ်လို့မိန်းကလေးငယ်လေးတွေအတွက်လည်းဦးမကွာအိမ်မကွာအနေနဲ့ကင်းစွာနဲ့မိသားစုအတွက်ဝင်ဝင်ရရှိစေတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်မမသုံးတော့အဖေရလက်သမားအမေရစီအောင်ဆက်စတင်တော့လက်လက်တွေပဲပောက်တယ်မလုပ်တတ်တော့2500ပါပြီးတာတော့150ပြီးပါသမီးရအကြီးဆုံး ပြန်ပေးတယ်အမေတို့မိန်းကလေးတွေအများသောအားဖြင့်လောက်တာယောက်ျားလေးတွေကတော့တချို့လောက်တဲ့လူလည်းလောက်တယ်မလောက်တဲ့လူလည်းမလောက်ဘူးပေါ့နော်ဟိုချုပ်တာကတော့ဒီဖြာချုပ်တာကတော့ယောက်ျားလေးတွေအများဆုံးလောက်တယ်ဒီကွတ်တာကတော့မိန်းကလေးတွေအများဆုံးလောက်တယ်ဖြာပေါ်မှာမူတည်ပြီးတော့ပေးရပေါ့နော်ချောလို့ရှိရင်လည်းချောသလိုဈေးကိုတိုးပေးတယ်ဖြာအကျန်းကြတော့လည်းအကျန်းအဲ့လိုမျိုးပေးတယ်ကိုကိုနိုင်တဲ့ပုံမှာမူတည်ပြီးတော့ဒီနေ့ကို3-4တောင်ရတယ်ပန်းတနော်မျိုးမှရှိတယ် ဒေသခံပြည်သူလူထုတွေအတွက်တပိုင်းတိုင်းတိုင်းစီးပွားရေးကိုအထောက်အကူဖြစ်စေတဲ့ဒီတင်မျိုးပြလုပ်ငန်းကိုတစိုင်းမမတ်လုပ်ကင်နေကြတာဖြစ်တယ်လို့မီးဦးဖလာလုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်လဲသူတို့တွေရဲ့ထွက်ကုန်တွေကိုအကောင်းဆုံးထုတ်လုပ်နေကြတာပဲဖြစ်ပါတယ်ဒီလိုထုတ်လုပ်နေကြသူတွေများစွာရှိတယ်လို့တင်မျိုးပြကိုပဲခေရီစီကြောင့်တဲ့အညီပြုပြင်ပြောင်းလဲပြီးအမြင့်ဆန်းဒီဇိုင်းဆန်းတွေကိုဖန်တီးထုတ်လုပ်နေသူတွေလည်းရှိပါသေးတယ် မတို့လုပ်ငန်းကတော့ဟိုတဘာဝတင်ပြဖြာလေးနဲ့ဟို modify လုပ်ထားတဲ့ဘာ pocket ဖြာလေးတွေဖြစ်ပါရှင်။ဘလို့စတဲ့ account တွေ pocket လဲဆိုတော့ဒီလုပ်ငန်းကိုစလုပ်ဖို့ပါပေါ့နော်။အတွေးခေါ်ပိုင်းနေရောဟိုဒီဒီဟာဖြာတစ်ချက် ဒီ podcast ဖြာတစ်ဆက်ဖြစ်လာဖို့ရောเนาะဟိုအဆဆရရပေါ့စိတ်ရောကိုယ်ရောပင်ပန်းခဲ့ရရပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ရိုးရိုးဖြာမဟုတ်တဲ့အတွက်ပေါ့เนาะဟို podcast ဖော်ပါမယ်သူ့မှာကော်ပါမယ်အဲဒါတွေအပြင်ဖော်နေကော်နေတဲ့အပြင်ပေါ့เนาะသူတို့ဘေးမှာကန့်ရမယ်ဟာတွေကိုစဉ်းစားရပါတယ်ပေါ့เนาะ အဲ့ဒါကြောင့်မလို့ညီမတို့ဒီ podcast ပြတစ်ချက်အဖြစ်လာဖို့တော့ကိုဟိုတော်တော်စူးစမ်းခဲ့ရပါတယ်အများဆုံးဟိုဝေယောင်းလောက်ကြတော့ဘောတရားတိုင်ပြလေးပေါ့နော်တရားတိုင်ပြဘာဖြစ်လဲဆိုတော့တရားတိုက်တွေအတွက်လည်းအဆင်ပြေတယ်ဟိုလေယိုတနန်းထိုင်မယ်ပြုမယ်ဆိုလို့ရှိရင်လည်းပေါ့နော်တင့်တော်တဲ့ဖြားလေးတစ်ချက်ဆိုတဲ့အတွက်လူတိုင်းလည်းသုံးဆိုင်နိုင်တဲ့ဖြားလေးတစ်ချက်ဖြစ်ပါတယ်ကျွန်တော်မျိုးရင်းမှာပေါ့နော်ဖြန့်မှုပါတယ် မြို့တွင်ကထံပြူပြီးတဲ့အခါကျတော့ရန်ကုန်ဈေးကွက်ကိုဝင်ပါတယ်ညီမတို့ပန်းတန်တော်မြို့တွဲပြီးပြင်ပေါ့နော်ရန်ကုန်ဈေးကွက်ကိုဝင်တဲ့အခါမှာတော့အဲညီမတို့တခြားဆိုင်တွေတော့အကြီးတော့ line ဆက်ဖြစ်ဘူးပေါ့နော်ဘလိုနေရာမျိုးတော့အခုလက်ရှိတင်ထားလဲဆိုရင်ကန္နမဟိုဆေး ruby map ပေါ့နော်အဲ့ဒါလိုနေရာမျိုးတွေမှာလည်းရနိုင်ပါတယ်ဒါတွေဟုတ်ဒီ pocket ပြအဖြစ်ဒီမှာတော့ပန်းတနော် data အတွက်ဒီတင်ပြဖြာနဲ့ပတ်သက်ပြီးတော့ဘလို့ဒီထွင်ကြစထားလဲဆိုတော့ဖြာပေါ်မှာပကြီဆွဲမဲ့ ပုံစံလေးတွေပါလုပ်ဖို့ပါစီစဉ်ထားပါတယ်ရှင်အဲအထာကြတော့အဲဒီပဒီဆွဲမယ်ဆိုတဲ့အတွက်ပေါ့ ။ तू อ่ะอนุปัญญาပိုင်းလေးတော့แน่ๆတော့ပါပါမယ်ရှင်။အဲ့တော့ဗကြီးဆိုတာသိရတဲ့အတိုင်းပဲလေအရန်အนุစိတ်လဲထဲတာရတယ်။ရုပ်လုံးပေါ်ရရမယ်။ရုပ်လုံးတက်ကြွရမယ်။အဲ့တော့ဗကြီးဆရာတွေနဲ့ جماعه တို့ဟိုแน่ๆဟို join ပေါ့နော်။အဲ့လိုမျိုးရှိပါတယ်။အဲ့တော့ جماعه တို့ကဒီရဖျားတွေနဲ့အဲ့လိုဗကြီးမှာဟိုဆွဲမယ်ပေါ့နော်။ဖျားဆိုတာလူတိုင်းရဲ့အောက်ပိုင်းအောက်ခင်းရတာပဲများတယ်လေဟိုအဲ့တော့ညီမတို့ကအဲ့ဖြာကိုအောက်ခင်းတဲ့ဖြာတွေကိုဘယ်လိုပြန်လုပ်မလဲဆိုတော့အဲ့ပကြီဆွဲလိုက်လို့ရှိရင်လူတွေရဲ့အမှန် မှန်ပေါင်လေးနဲ့ကွက်လိုက်မယ်ဆိုရင်ဒူးတွေဖြားတွေကပန်းတံတော်ဖြားတွေကပေါ့နော်နေရန်နေမှာအိနေရန်နေမှာအိတ်ခန်းနေမှာစက်တေပိုရှိပါအောင်လို့ကျမတို့ modify တက်လုပ်ဖို့စဉ်းစားထားပါတယ်ဘန်တနော်လို့ဆိုလိုက်တာနဲ့တင်ပြူပြာကိုပြင်းပြင်းမိလာအောင်နာမည်ကြီးလာတဲ့ဒေတာထောက်ကောင်တခုဖြစ်တာနဲ့အညီ ဂျီဂျီသားကထုတ်လုပ်ဖန်တီးသူတွေကလည်းအကောင်းဆုံးဖန်တီးထုတ်လုပ်ပြီးမြမပြည်တနန်တလဲအထိ ဖြန့်ပြူးရောင်းချနေကြတာလည်းဖြစ်ပါတယ်။ဒါအပြင်ပန်းတနော်မျိုးကိုဖျက်သွားဖျက်လာပြုလုပ်နေကြသူတွေအတွက်မြို့ရဲ့လမ်းတွေပေါ်မှာလည်းဆိုင်ကြီးဆိုင်ငယ်ခင်းကျင်းတို့ရောင်းချနေကြပါသေးတယ်။အခုဆိုရင်ကျွန်တော်တို့ဒီဘက်စီးပွားရေးနည်းနည်းပွင့်လန်းလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကသင်မျိုးပြားနေပြီးတော့ပထမသင်ဦးကျိုးဆိုတာကျွန်တော်တို့ရတယ်ခင်ဗျ။သင်ဦးကျိုးကတော့ဟိုနေရာတိုင်းမှာသုံးကြတယ် နွားနဖားကြိုးတွေပါလေရဲ့ဟိုကြစ်ပြီးတော့သုံးကြတယ်။နောက်ပြီးတော့သားသက်လုပ်ငန်းတွေမှာလည်းအသားတွေပါခြည်ကြတို့နောက်ကွန်းကွန်းချင်းခြည်ကြတို့ပါတွေပါလည်းသုံးကြတယ်။အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဖြာပေါ့နော်အိတ်တဲ့ဖြာအိတ်တဲ့ဖြာတို့ကသုံးကြတယ်။ပြီးတော့ကျွန်တော်တို့ဟိုလွယ်အိတ်လေးတို့ဖက်နက်လေးတို့လည်းအခုဒီဘက်ကမှလောက်လာကြတယ်။ ဒေသမှာရှိတဲ့ပြည်သူတွေအပြင်လူတွေအပြင်ပေါ့နော်ကျွန်တော်တို့မန္တလေးဘက်တို့ပါလို့အဲ့ဒီမှာရက်ကန်လုပ်ငန်းတွေရနေပြီးတော့ကျွန်တော်တို့သင်ပြလုပ်ငန်းတွေနေဆက်တဲ့အတွက်အဲ့ဒီဘက်ကလည်းဒါအသင်တွေကိုလာဝယ်ကြတယ်နောက်ပြီးတော့ဟိုကျွန်တော်တို့ဒီကနေပြီးတော့ဟိုဘက်ကန်ကျွန်တော်တို့အသင်ရန်ကုန်ကားလမ်းမှာမှလည်းကျွန်တော်တို့ဘိုဘိုင်ဆိုင်လေးတွေဖွင့်ပြီးတော့ဟိုအရောင်းပြကန်တွေလောက်ထားတာတွေအဲ့အားနေလည်းဖြတ်သူတယ်ပြီးတော့ကျွန်တော်တို့ဘရင်တော်ပွဲရုံမှာပွဲရုံလမ်းအားနေပြီးတော့ကျွန်တော်တို့တခါဖြတ်ပြီးတာတွေလည်းရှိပါတယ်အားလုံးကတော့မြန်မာပြည်တပြည်လုံးတော့ ဇေကွက်တွေပြန်ဟိုတိတိယောက်လောက်ထားနိုင်တာတော့ရှိပါကျွန်တော်တို့ကတော့ကျွန်တော်တို့ပန်းတော်မျိုးကထွက်တဲ့ဒေတာအတွက်ကိုပြင်ပြပြတွေကိုဇေကွက်ရရှိနိုင်ဖို့တော့ကျွန်တော်တို့ဟိုကျွန်တော်တို့ရဲ့ဟိုဟိုပဲ customer တွေပေါ့နော် အားအားပေးပါလို့ကျွန်တော်တို့ကဒါပဲပြောချင်ပါကျမတို့ရဲ့မြန်မာနိုင်ငံမှာ ရိုးရာအမွေနှစ်တွေရင်ကျင်းမှုတွေဒေသထွက်ပုံတွေများစွာရှိလို့နေပါတယ်ဒီလိုများစွာရှိကြသလိုထုတ်လုပ်ဖန်တီးသူတွေကလည်းသူတို့တွေရဲ့ထွက်ပုံတွေကို အမြဲတမ်းတန်ဖိုးထားထုတ်လုပ်နေကြတာလည်းဖြစ်ပါတယ်အဲ့ဒီတဲကမှမြန်မာလူမျိုးတို့ရဲ့ရိုးရာပွဲလန်းသဘင်တွေမှာလည်းမပါမပြီးတဲ့အသုံးစားတစ်ခုလည်းဖြစ်သလိုနိုင်ငံခြားပြည်ပစ္စည်းတွေပေါများလာပေမဲ့မြန်မာနိုင်ငံရဲ့ရာသီဥတုနဲ့ကိုက်ညီပြီး ျမ်းမာရေးနဲ့ညှိနှိုင်းလာတဲ့တင်ပြဖြာကိုဆနစ်တကျထုတ်လုပ်နေကြတာတွေကိုဘဝတုတ္တရရှိနိုင်စေဖို့ရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။